မင်္ဂလာပါ Our Stories Channel ကနေပြီးတော့ကြိုဆိုပါရစေ။အလုပ်လျှောက်တဲ့အခါမှာကိုယ့်ရဲ့ CV ကို Job Scopes နဲ့ Match ဖြစ်အောင်လို့ဘယ်လိုမျိုးပြင်ပြင်ရေးမလဲဆိုတာလည်းပတ်သက်ပြီးတော့ sharing လုပ်ပေးချင်ပါသေးတယ်။ ကျမရဲ့ channel လေးကိုအခုမှအသက်ရောက်လာရတဲ့ဆိုလို့ရှိရင်เนาะမင်္ဂလာပါကျမနာမည်ကမေဦးခိုင်ပါကျမကစင်ကာပူနိုင်ငံမှာ2009ခုနှစ်ခေတ်ကနေပြီးတော့ဒီ Medical Laboratory Science Fees မှာ အလုပ်လုပ်နေရသူဖြစ်ပါတယ်ဒီ channel လေးမှာကျမရဲ့ experience တွေကို sharing လုပ်ထားပြတာဖြစ်ပါတယ်ကိုယ့်ရဲ့ CV ဆိုတာကဒါကိုအလုပ်လျှောက်လိုက်လို့ကိုယ့်ရဲ့ CV ကဒါ HR တော့လကောင် hiring manager တော့ ၎င်းပေါ့နော်ရောက်သွားပြီဆိုလို့ရှိရင်ကိုကို short list တဲ့ပါမှတ်ပါကိုစုံဖြတ်ပြီးမြေကိုရဲ့ဒါ application form ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ CV ဒါကြောင့်မို့လို့ CV ကိုတတိချက်စာလေးပြင်ဆင်ထားဖို့ဆိုတာအရင်ကိုအရေးကြီးပါတယ် HR hiring manager တွေဆိုတာကဘယ်လိုမျိုးသူတို့တွေက short list ကို interview short list ကိုဘယ်လိုမျိုးဆုံးဖြတ်ကြတယ်ဆိုလို့ရှိရင် သူတို့ကပထမဆုံးဒီ CB ကိုဖတ်လိုက်လို့ just within 30 second 1 minute အတွင်းမှာသူတို့လိုချင်တဲ့ဒါ keywords တွေဒီ job scope ထဲနဲ့ relevant ဖြစ်တဲ့ experience တွေမရှိဘူးဆိုလို့ရှိရင်ဒီ CB ကိုအဆုံးထိမဖတ် ကြတော့ဘောเนาะ DCB ကိုထားလိုက်ပြီးတော့နောက်ထပ် CB တစ်ခုကိုဒါခက်နေမြန်နေသွားလိုက်ကြတယ်ဘောเนาะအဲ့တော့ဒီနေရာမှာအရေးကြီးတဲ့အချက်ကပထမစာမျက်နှာမှာတွေကိုပဲကိုယ့်ရဲ့ CB ကသူတို့လိုချင်တဲ့အချက်အလက်တွေပါဖို့ဆိုတာဒါအင်မတန်မှအရေးကြီးရယ်ဘောเนาะကျွန်မကကြတော့ဒါ CB တွေကို blue prepare လုပ်လဲဆိုလို့ရှိရင်များသောအားဖြင့်ကတော့ညီမဒါ ChatGPT ကိုတုံးပြီးတော့ဒါ CB ကို prepare လုပ်လေးရှိရယ်ဘောเนาะ um ဒီမှာအခုတခါတယ်ဒီမှာဒီဥပမာလေးနဲ့ပြရမယ်ဆိုလို့ရှိရင်ဒီ ပေါ့နော်ဒီမာကာတာ linking အားနေပြီးတော့ဒီအလုပ်တစ်ခုပေါ့လေဒီအလုပ်စားပါတော့တာဒီဒါ senior medical laboratory scientist ဆိုတဲ့ position မှာရှောက်ပဲဆိုလို့ရှိရင်ဒီမှာရှိတဲ့ဒီမှာကအာဒီ job scope တွေဒီ job requirements တွေ qualifications တွေပေါ့ပေါ့နော်အဲ့ဒီဟာတွေအကုန်လုံးကိုကျွန်မကဒါ copy လုပ်လိုက်ပြီးတော့ဒီ မာထည့်လိုက်တယ်ဗောနော်ပြီးတော့ကျမရဲ့ CV ကိုလည်းပဲမာတစ်ခါတည်းမာ attach လုပ်ပေးလိုက်ပါတယ် just give me a okay yes my CV ဒီတော့လို့ရှိရင်ကျမကဒီမှာကျမ prompts တွေရှိလိုက်တယ်ဗောနော် device number CV as pa jobs absolute of prompt တွေရှိပေးလိုက်တဲ့ဆိုလို့ရှိရင်ဒီမှာ chat gpt ကကျမရဲ့ CV ကိုခုနကဒီ job scope မှာပါတဲ့အတိုင်းပဲသူကပြန်ပြင်ပြီးတော့ရှိပေးတယ်ဗောနော် အဲ့တော့ဒီမှာကဒါအချိန်ကြီးအများကြီးပြီးပြီးတော့ job scope ကိုတည်တည်ကြကြအာ light ဖက်နေစရာမလိုတော့ဘူးပေါ့နော်ဒီ chat gpt ရှိပြီးတဲ့ဒီ draft cv ပေါ့နော်ဒီ draft cv ကိုအသုံးချပြီးတော့ဒီမှာကဒါဘာပို့ဒါပြန်ပြင်ပြီးတော့ရှိရတာပေါ့နော်အဲ့တော့အဲ့လိုအဲ့လိုနေနေဒီမှာကဒါအချိန်တူအတွင်းမှာပဲဒီ job scope နဲ့ match ဖြစ်တဲ့ CV ရလာတယ်ပေါ့နော်အဲ့တော့ဒီ ChatGPT ကနေပြီး prepare လုပ်ပေးတဲ့ CV ကိုကျွန်မကဒါကိုလို့သလိုပြန်ပြီးတော့ဒါ modify လုပ်တာပေါ့လေနော်ဒီ ChatGPT ကတော့ထုတ်စံတိုင်းပဲသူကဒီ job scope ထဲမှာပါတဲ့ကိုလုံမလုပ်ဘူးတဲ့အလုပ်တွေဆိုလို့ရှင်နေတယ်သူကလုပ်ဖို့တရားအောင်သွားရေးကောင်းရေးနိုင်တယ်ပေါ့နော်အဲ့ခါကျတော့ကိုကဒီပြန်မပြင်းမဲနဲ့ဒီတိုင်းပဲတင်လိုက်မယ်ဆိုလို့ရှင်ကိုက interview ရပြီးတော့မှဒီအလုပ်တွေကိုမလုပ်တတ်ဘူးဆိုလို့ရှင်ဒါအဆင်မပြေဘူးပေါ့လေနော်အဲ့တော့ ChatGPT ကဒီ ကျော်ပေးထားတဲ့ CV အတိုင်းပဲဒီတိုင်းပဲအသုံးတော်မဟုတ်ပဲနဲ့ဒီ ChatGPT ကပေးတဲ့ CV ကို draft အနေနဲ့ပဲထားပြီးတော့ဒါပြန်ပြင်ပြီးရရှိပေါ်ရတဲ့အရေးကြီးရပါလေနော်နောက်တစ်ခုကကြတော့ جماعه ကဒီအရင် company မှာဆိုလို့ရှိရင်လည်းပဲ Google Writer interviewer အနေနဲ့ဒါပါခဲ့တဲ့အခါကြတော့တနေ့တနေ့ကိုများများစွာသော CV တွေကိုတည်ချလေးဒါအချိန်ပေးပြီးတော့ဖတ်ဖို့ဆိုတာမလွယ်ဘူးပေါ့လေနော်အဲ့တော့ جماعه ကဘယ်လိုမျိုးဒါ CV တွေကိုဆက်လက်လုပ်လဲဆိုလို့ရှိရင်ခုနကပြောသလိုပဲကိုလိုချင်တဲ့ဒီအချက် က်အလက်တွေဒီ experience တွေအလွယ်တကူရှာမတွေ့ဘူးဆိုလို့ရှိရင်ကျွန်မက ACB တကူဟိုအဆုံးအထိမဖတ်တော့ဘူးပေါ့နော်မဖတ်တော့ဘယ်နဲ့နောက် CB တကူပဲသွားပြီးတော့ဒါ short list ထဲပါမဲ့သူတွေကိုပဲဒါမြန်မြန်လေးဒါရွှေလိုက်တာပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီနေရာမှာအရေးကြီးဆုံးအချက်ကအခုခေတ်မှာလူတွေအားသာအထူးသဖြင့် HR တွေ hiring manager တွေဆိုတာကအရန်ကိုအလုံးများတဲ့သူတွေဖြစ်တဲ့အခါကျတော့ ကိုယ့်ရဲ့ CV ကဒါ stand out ဖြစ်ဖို့ဆိုတာက ပထမစာမျက်နှာမှတင်ကိုပဲကိုလုံးတက်တဲ့အလုပ်ဒီကိုလုံးတက်တဲ့အလုပ်ထက်စာလို့ရှိရင်ဒီ job scope မှာရေးထားတဲ့အလုပ်တွေနဲ့ match ဖြစ်တဲ့ကိုယ့်ရဲ့ experience တွေကိုပထမစာမျက်နှာတင်မှတွေကိုပဲတတိစကြထည့်ရေးထားဖို့လိုပါတယ်အဲ့လိုနေနဲ့ဒါကျမကဒါ CV လေးကို prepare လုပ်ခဲ့တာဖြစ်ပါတယ်။အကျိုးရှိမယ်လို့ယုံကြည်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ဆုံပါမယ်။